ချင်းပြည်နယ်ဖားကန့်မြို့နယ်တဲကိုအင်အားရာနေကြီးကြီးရဲ့စစ်ကောင်စီပူးပေါင်းစစ်ကြောင်းတွေဝင်ရောက်လာပြီးနောက်အခုရက်ပိုင်းအတွင်းကြောင်မြလုတ်ကွက်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခံနေရတယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကစစ်ကောင်စီဒရုန်းမုန်းသီးတွေကြောင့်လုံခင်ကျေးရွာအုပ်စု မော်စီစာကျေးရွာရှိတင်အောင်ကျန်းကုမ္ပဏီရဲ့လုတ်ကွက်ဟောင်းတွေကရန်ကုန်တော့ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်။အဲ့ဒီပြစ်စင်တွင် လုတ်သား3ဦးတည်ဆုံခဲ့ပြီး 30ကျော်တန်ရာရရှိခဲ့တယ်လို့အဲ့ဒီမှာရှိနေတဲ့လူစီကသိရပါဗျ။မနေ့ကဇွန်လ6ရက်နေ့ကလည်း KIA ခွင့်ပြုထားတဲ့ကြောက်မြတ်သူဖော်ရေးလုပ်ငန်းတွေမှာအသုံးပြုနေတဲ့စည်ရန်ရာတွေကိုစစ်ကောင်စီကမီရှုပျက်စီးနေတယ်လို့မြင့်မြင့်တွေ့ရှိရတဲ့တာခန်တွေကပြောပါဗျ။လုံခင်အုပ်စုတွေကကလေးစံခါစားတဲ့ကြေးရည်အနီးလောက်ွက်တည်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရွေလျားစစ်ကြောင်းထုတ်လှုပ်ရှားနေပြီးမီးရှို့နေတာလို့နေမေကန်သတင်းထောက်ကိုနောင်ယိုးကပြောပါတယ်။ င်းဘက်အချံလို့ခေါ်တာပေါ့ဗျာဒီလုံခင်းဘက်အချံအကန့်ဟိုအလဲကောင်ကထားလိုက်ရင်လုံခင်းပေါ်မော့ဝင်ဒီစစ်ချောင်းထိုးလာခဲ့တဲ့လုံခင်းဘက်အချံပေါ့လုံခင်းဘက်အချံဆိုဂျေးဘောဘောင်16ရွာရှိပါတယ်တရားဝင်ဂျေးဘောင်16ရွာရှိတယ်မော်ကျွရွာရဲ့နဲ့ဆိုမော်ကျွရွာဆိုတာမော်ထဲမှာနေဒီတိုင်းရွာတည်ထားတာဆိုဂျေးဘောင်50လောက်ရှိတယ်ပေါ့ဗျာတရားဝင်တော့16ရွာရှိပါလုံခင်းဂျေးဘောင်အုပ်စုဖြစ်ပါတယ် အဲ့အဲ့ထဲမှာဒီမော့စီစာမှာရှိခဲ့တဲ့စစ်ကြောင်းတော့မစွန့်ရံချုပ်ဆောင်မှာရှိနေတဲ့စစ်ကြောင်းတော့ပတ်ပတ်တယ်ကိုပတ်ထွက်ပါတယ်ပတ်ထွက်ပြီးတော့အဲ့သူတို့စစ်ကြောင်းတစ်လျှောက်လုံးမှာရှိရဲ့ကုမ္ပဏီ site တွေပေါ့အဲ့ကုမ္ပဏီ site တွေတော့ဝင်တယ်ပြီးရင်ဆက်ရံများဒီမီရှိုးပြတဲ့အဆောင်တွေကိုဟိုမှာကြောက်ကွန်မြူနတီဆိုတော့လူနေတဲ့အဆောက်အဦတွေရှိတယ်။အဲ့လိုအဆောက်အဦတွေဝင်ပြီးမီးရှို့ပြတာတွေလုပ်နေပါလေဗျ။အဲ့ဒါကတော့လွန်ခဲ့တဲ့တစ်ပတ်လောက်ကနေအဲ့စစ်ကြောင်းကဖြစ်နေတာပေါ့။အဲ့အဲ့အခြေအနေဖြစ်ပါလေဗျ။ဟုတ် အဲ့ဒီမှာဇွန်လ၁ရက်နေ့ကနေ၆ရက်နေ့ထိစစ်ကောင်စီကနေ့စဉ်မိရှုနေတဲ့အတွက်မိသက်ကား9စီးနဲ့မိသူကပတ်ဖို့၁၄စီးပျက်စီးခဲ့ပြီးအလုသမားတွေနေထိုင်တဲ့လူနေဆောင်၁၀လုံးဖျက်ဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကတရားမဝင်ကြောင်းမြတ်တူဖို့လဲဆိုကကင်းရတူဖို့ဝင်ပြထားတဲ့ကွန်မဏီတွေရဲ့ဆက်ရဲများတွေကိုရွေချက်ရှိရှိဖျက်ဆီးနေတာလို့နေကန်ကိုအောင်ယူကပြောပါတယ်အလုံးလုံးတာလဲဆိုတော့ စကားစဘက်ကနေပြီးတော့တရားမဝင်တရားဝင်ကြောက်စင်းသူပုံမှုတွေမလုပ်ပါဘူးဆိုပြီးတော့စာရေးထုတ်တာအချိန်ကြီးရှိတယ်ဗျတရားဝင်ကြောက်စင်းသူပုံမှုမလုပ်ရဘူးဆိုပြီးတော့ရပ်တန့်ထားတယ်ဆိုပြီးတော့တရားဝင်ထုတ်ထားပါတယ်ဒါပေမဲ့ဘာကမြေပြန်မှာကဒီ2021ခုနှစ်ရဲ့နောက်ပိုင်းမှာကြောက်စင်းသူပုံမှုကအရင်အထက်ပိုဆိုးလာပါတယ်ကြောက်သူပုံမှုကတော်တော်လေးဆိုးတယ်ဘလောက်ထိဆိုးလဲဆိုရင်အဲကျွန်တော်တို့ပဲအဲ ဟိုအရင်တော့ဆီစဉ်နေတခြားတူပေါ်ရရှိတယ်အဲ့နောက်ပိုင်းမှာဘာဆီစဉ်နေတခြားမှမတူတူလို့ရနေအကုန်တူဘာသာရေးအဆောက်အဦတွေရွာမြင်းလိုက်ဘာမှမတူဘူးအကုန်တူတယ်အဲ့ဒါအားလုံးကိုခွင့်ပြုပေးတာ KIA နဲ့ခွင့်ပြုတာဖြစ်ပါတယ် KIA ဆိုတဲ့အထက်မှာဘာကတ်မျိုးမှရှိရဲ KIA ကိုတင်ရစားတာအဖွဲ့ကနေအဲ့ဒါကြီးထိန်းချောင်းတာဖြစ်ပါတယ်အဲ့တော့အရင်ကတည်းကဟိုပြီးတူတယ် အဲတူးတာဒီအားလုံးရဲ့နောက်ဆက်တဲ့ရလာကဘာတွေဖြစ်နေလို့ဆိုတော့ဒေတာမှာတချို့ရည်လေဒီကိစ္စကြီးအပေါ်မှာဘာမှမပြောရဲချင်ဘူး။ပိတ်ချိတ်ခံတယ်ဆိုရွှာမြေတွေတူးလာရဆိုလဲချိတ်ရွှာမြေတွေမှာဆိုတော့နင်နာချိတ်ပြေတော့ဘောဆိုရမယ်တချို့လည်းမမြတ်တော့ဘူးတချို့လည်းတော်တော်လေးမိတ်ချိတ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဗျစစ်ကောင်စီအင်အား100ကျော်ဟာမေလ29ရက်ကလုံခင်းဒေသကိုရောက်ရှိလာပြီးနောက်မေလ29ရက်မှာဖားကဲမြို့ကိုရောက်ရှိလာတာလို့သိရပါတယ် ကျောက်စင်းလုတ်ကော့တီနဲ့ကဘာကျော်တဲ့ဖာကတ်မြို့နယ်လုံခင်းကြီးရွာအုပ်စုမော်စီစာနဲ့တဝိုက်ကိုအင်အားရနေချီတဲ့စစ်ကောင်စီပူပေါင်းစစ်ကြောင်းဟာမေလနောက်ပိုင်းထဲမှာဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းနဲ့ KIA PDF ပူပေါင်းတပ်တွေကြားထိတိတိုက်ပွဲတွေဖြစ်ပေါ်နေရမှာဇွန်လ6ရက်နေ့မနက်ပိုင်းမှာလည်းမစုံရန်ကြီးရွာမှာထိတိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။